ားမှာတော့ဒါကဒီမှာစူဘူးတာခင်ဗျပထမအဦးဆုံးပဲသူကြီးကဟိုအတွေ့အကြုံအစ်စ်ကလေးပေါ့နော်ခဏနေကြာလို့ရှင်ပရိသတ်တွေနဲ့တွေ့ရတော့မယ်ဆိုတော့အရင်ရင်ခုန်နေပါတယ်အရင်ဒီကြတော့အားပေးတာအရန်ပျော်ကြတယ်ပေါ့နော်။လိုက်လဲဆိုကြတယ်တဖွဲလိုက်ကြီးအဲ့လိုမျိုးပေါ့။အခုလို့ကိုထုတ်လိုက်တဲ့သချင်းတွေကိုသူတို့တွေအဲ့လိုစောင့်မျှော်ပြီးတော့အဲ့လိုရှိုးတွေမှာလည်းဆိုသေးခြင်းနဲ့အဲ့လိုထပ်ပြီးတော့အစ်စ်တွေလည်းစောင့်မျှော်နေရဲဆိုတော့ကျွန်တော်ဝမ်းသာပါတယ်။ ready 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 ပဲခဏနေကြလို့ရှင် rated တင်နေတွေ့ရတော့မယ်ဆိုတော့အရင်ရင်ခုန်နေပါရဲ့အဲ့ဒါမကြီးနာမှာတော့ဒါကဒီမှာဆိုဘူးတာခင်ဗျပထမအဦးဆုံးပဲအဲ့မျိုးဆိုတော့မကြီးနာဇာတိဆိုမှကိုမကြီးနာမှာပွဲမဆိုဘူးဘူးအဲ့ဆိုတော့ဒါသူကြီးကဟိုအတွေ့အကြုံအစ်စ်ကလေးပေါ့နော်ခဏနေရောအရင်ပြောစရာကောင်းမဲ့ပုံပဲဟိုမှာအပေးဖို့ ready တွေစဉ်းစဉ်ဖြစ်နေဆိုတော့ ကြီးဖားရရဲ့ ice core ရဲ့ m3 ရဲ့အယွန်းရဲ့ခိုင်မဲ့တစ္ဆာရဲ့ကျွန်တော်တို့ကငကိုတဲ့အလိုအရင်တည်းကဒီဘီလီယန်နာဆို record level မရှိခင်တည်းကျွန်တော် group ဖြစ်နေရပါတော့အဲ့လိုအဲ့လိုမျိုးအခုပြန်ပြီးစုယုံပြီးတော့ဒီ record level ပြန် run နေရပါ ရှင်းတက်တယ်တော့ဒီညတော့မပြောပြောအဟံထွက်ပြီးသားတရှင်းတွေပဲပြောပြလို့ရှိရအတွဲပို့တွေပါပေါင်းပေါင်းလို့ရှိရင်တော့ခဏပို့လောက်ရှိမှထင်တယ်ဗျဟုတ်ကျွန်တော်ဒီမှာကောင်းကောင်းအဲ့လိုအမိုက်ဆုံးဖြော်ပြဖို့အတွက်တော့ပြင်ဆင်ထားပါတယ်ဟုတ်တရှင်းတွေလည်းတရားစီရားပါတယ်ဗျရာနေတဲ့ကလို့ပြာဂျီကုံတမဟာဒီပွေအောင်မေးပါတော့ကြတော့အားပေးတာရန် ျော်ကြရတယ်ဗောနော်တို့အဲ့လိုမျိုးအော်လိုက်လဲဆိုကြတယ်တဖွဲလိုက်ကြီးအဲ့လိုမျိုးပေါ့ပွဲပြီးတဲ့အထိလဲအကုန်လုံးကတူတူပျော်ကြတယ်ပေါ့အဲ့ဆိုတော့အရန်ပျော်စရာကောင်းပါတယ် မြင်တဲ့ချင်းကကြတော့တချင်းကိုပဲတည်ရဲအယုံနဲ့မတွဲမိရများတော့တချင်းလေးကြားလိုက်မှအယုံဆိုတာဆိုအော်ဒီကောင်မလေးဆိုတာဆိုပြီးတော့အဲ့ချိန်မှပဲအယုံနဲ့ဖြတ်မြင်ကိုတွဲပြီးတည်ကြတာဟုတ်ကကြတော့ဒီ emotional sound နဲ့ပတ်သက်ပြီးတော့အရင်လက်ခံထားကြဆိုတော့ rated တွေကလက်လက်ဆက်ထိတော့အရင်အသေးကွဲတခြင်းလေးတွေကိုပဲမျှော်နေကြရဲဖြတ်မြင်သခြင်းကအဲတကယ်အသေးကွဲပြီးထားဟုတ်တယ်ကျွန်းအရင်ရခံစားချက်အစ်စ်မှန်နေပါပဲဒီစက်တလေးထွက်ဖို့ရှိတယ်အဲကြာခင်မှာပဲချပြမယ်ပြိတက်ကဒီစက်လေးစိုးမယ်ဟုတ်ကဲ့ဒီစက်လေးစိုးမယ် ဒီနေ့က၅ပုတ်၄ပုတ်ပါဟုတ်ဟုတ်လားအချိန်ကမြို့ရောက်တော့ခဏပါအချိန်ပါလေးကိုပြောပြရတော့ ဖက်ကျသူကဇွဲလဲရမ်းရှိတယ်။ဇွဲတစ်ခုရမြအကုန်လုံးပေါ့လုံလဝရိယအကုန်လုံးသူကရှိတာပေါ့ပြင်ပြင်းထန်တဲ့စူးစားခြင်းစိတ်လဲအရန်သူဖြစ်ချင်တာဟိုအဲ့လိုမျိုးပေါ့မရရအောင်လုပ်မယ်ဆိုတဲ့စိတ်အဲ့မျိုးလဲရှိတယ်ဆိုတော့အရန်အဲ့ဓာတွေကကျတော့အတုယူရတယ်ပေါ့နော်အားကြရတယ်ဘာဖြစ်သူလုံနိုင်တာတွေလို့လေချီးကျူးပါတယ်အဲ့လိုမျိုးဟုတ်ဟုတ်တယ်ဟုတ်တယ်သူအမြဲတမ်းအဲ့လိုစမ်းသစ်တာတခုခုအမြဲတမ်းသူကလုံနိုင်တယ်ပေါ့ကိုရိုးရဲ့ဆွဲခုံကြောင့်မဟုတ်ရင်အယွန်းတယောက်ထဲဆိုလို့ရှိရင်ဒီနေရာအထိရောက်လာဘူးဆိုတာ မသေးချာသေးဘူးဆိုတော့အရင်အကိုတွေဆွဲခေါ်တာတောင်းလဲပါတယ်ပြီးတော့ဒီပြိသက်တွေအားပေးရကြောင်းလဲပါတယ်အရင် nickname လဲ jellyfish လို့ခေါ်ရလို့လည်းရှိရယ်ဖြတ်မြင်လေးလို့ခေါ်ရလို့လည်းရှိ တချင်းကကျွန်တော်တောက်လျှောက်ဒီ record level နဲ့ပဲ run ဖို့အတွက်ပဲရှိရအဲ့တပုတ်တပုတ်စီထုတ်သွားမှာပေါ့နော် solo တချင်းပေါ့နော်ဟိုတယောက်တည်းတချင်းတပုတ် music video နဲ့ထွက်ဖို့ရှိပါတယ်လို့ပြီးလဲပြီးသွားပါပြီကျွန်တော်ပုံစံတိုင်းပဲပေါ့အချစ်တချင်းပေါ့အခုလို့ကိုထုတ်လိုက်တဲ့တချင်းတွေကိုသူတို့တွေအဲ့လိုစောင့်မျှော်ပြီးတော့အဲ့လို show တွေမှာလဲစိုးစေခြင်းနဲ့အဲ့လိုထပ်ပြီးတော့အစ်စ်တွေလည်းစောင့်မျှော်နေရဲဆိုတော့ကျွန်တော် wonder ပါတယ် ်ကိုရန်တွေဟောဆက်နဲ့ခစ်တွေခွန်းတွေမိစိတ်ကိုညစ်ပေခွန်းတွေရောက်ချိုးတဲ့ခံတွေစံတွေ တက်ကတော့ခမင်းကိုတို့ကအချစ်တချင်းပဲအဲ့လိုမျိုးဆိုရလေးသဘောကျအတန်ချွချိုလေးနဲ့ပေါ့တော့တို့မမိနေတာခမင်းအတန်ချွချိုလေးနဲ့ဆိုတယ်အဲခမင်းကတကယ်အဲ့လိုအဲ့လိုမျိုးခက်မမာလေးဆိုရတာလည်းသဘောကျပါတယ်ဒါပေမဲ့အဲ့လိုမျိုးပုံစံအစုံလေးပေါ့နော်ခမင်းသဘောကျတာလေးတွေရောအဲ့လိုတချို့အဲ့လိုမျိုးခမင်းကိုစိုးစီရှင်တဲ့ပုံစံလေးလည်းရှိတယ်ပေါ့နော်အဲ့ဆိုတော့ခမင်းဟိုတချင်းလေးတွေကိုနားဆင်ပြီးခံစားပြီးမှအပေးအဲဝေဖန်ပြီးအကြံပြုပေးပါဦးလို့ခမင်းအားလုံးအတွက် ဆက်ပြီးမှခမည်းကိုယ်တိုင်ကိုကိုယ်တိုင်တော့ကောနော်အားလုံးကိုလည်းချင်းတက်ကလေးပေးနိုင်ဖို့အတွက်ပေါ့နော်အဲကြိုးစားပါမယ်လို့